နေဥပရိသငါဂုံတိတ်ခါကိုစောက်ကြက်ကာဝယ်ပါသဘောတရားဂုံတိတ်ခါဆိုတာအရှိအဝါရဲ့အခြေခံအုတ်မြစ်ဖြစ်တယ်ဂုံတိတ်ခါနဲ့ဆိုရင်ဘဲအရာကိုမစိုးအနိုင်ယူအောင်နိုင်စွမ်းရှိတယ်ဂုံလျှောရင်ပြော့ကွက်ပေါ်ပြီးအဖက်ဖက်က တိုက်ခိုက်ခံရတတ်တယ်ဂုံတိတ်ခါကို မဖြိုခွဲမပြက်စီမထိုးဖောက်နိုင်အောင် ထိမ့်သိမ့်ကာဝယ်စောက်ရှောက်ပါ အလားလာရှိတဲ့အန္တရာယ်တွေစန့်ကျင်မှုတွေ ကပြက်ကရက်တွေကိုတတိရှိရှိနိုးကြစွာစောက်ကြက်ကာဝယ်ပါရန်သူရဲ့ဂုံတိတ်ခါကိုကျင်းတဲ့ကြက်ထဲအရောက်တုံးပိုးတက်အောင်တင်ယူလေးလာပါ လူအများရဲ့အထင်မြင်သေးသိမှုကြောင့်သူ့အလိုလို အခက်ကြီးတွေ့ပျက်စီးတွေ့ကြပါစေနေ့စဉ်အရင်နေ့ဆုံးအခင်မင်ဆုံးအချစ်ရဆုံးသောသူတွေအပါဝင် အနည်းနာရှိသမျှလူတိုင်းမှာနားလေရခက်ခဲပြီးတိဖို့မလွယ်တဲ့ဖုံးကွယ်မှုတွေ ကိုစီရှိနေကြတယ်။ဘယ်တော့မှရုပ်လုံးမပေါ်အောင်ဖုံးပိထားကြတဲ့လှုပ်ဝက်ထားချက်တွေကိုဇရိုက်သကန်တွေနဲ့ကာကွယ်ထားတတ်ကြတယ်။တေချာတွေးကြည့်ရင် စိတ်ကတိကောက်အောင်ရောက်ချင်စရာပါ။တိဖို့မလွယ်တဲ့အမှုအကျင့်တွေလှုပ်ဝက်ထားချက်တွေကြောင့်တဖက်လူကိုတော်ယုံကောက်ချက်ပေးဖို့မလွယ်တော့ဘူး။အဲ့ဒီအခါမှာလူထုံးဆန်အတိုင်းမလွယ်ရင် လွယ်တာကိုပဲအာယုံဆိုင်ဖြစ်သွားကြတယ်အတွင်းစိတ်ကိုမသိနိုင်တော့ အပြင်ပုံပန်းတံတန်းနဲ့ပဲအကဲဖြတ်ကြတယ်ဒါမှမဟုတ်ကိုမြင်နိုင်တဲ့အတိုင်းအတာ ပမာဏအလျောက်တစ်ဖက်သားအပေါ်ထင်မြင်ချက်တွေထားရှိတတ်ကြတယ်ဝစ်စားစင်ရင်မှု အပြုတ်အမူအပြောအဆို အလုတ်အကိုင်းအရေအခြေစသဖြင့်တိတာထင်ရှားတဲ့အရာကို အခြေခံပြီး အပေါ်ယံဝေဖန်တတ်ကြတယ်ဒီအလေးအထအကျင့်ကြီးကလူမှုပေါင်းသင်ဆက်ဆံရေးမှာ အခရာကြတယ်လို့ဖြစ်လာတဲ့အခါမှာ ဘယ်အရာကိုမဆိုအပေါ်ယံပုံမှန်တရံနဲ့ဆုံးဖြတ်တဲ့အမှုအကျင့်ကြီး အမြင့်ဆွဲသွားတယ်။ဒီအတွက်ကြောင့်ဘာရဲမဟုတ်တဲ့အလွဲလေးတစ်ခုနဲ့အမှုရာဖြစ်စေပုံဟန်အသွင်ဖြစ်စေပြောင်းလဲမှုတစ်ခုခုကိုအရင်ပြုပြီးနောက်ဆက်တွဲစိုးကျိုးရလက်တွေဖြစ်နိုင်တဲ့အထိအန်တရယ်ရှိသွားတယ်။ဒီလိုအကြောင်းရင်းခံတွေကြောင့်ပဲကိုလုံးလို့ရလာတဲ့ဂုံသိက္ခာဝိသေသတွေကို ကိုယ်တိုင်ကပဲထိမ့်သိမ်းဆောက်ရှောက်ဖို့ မဖြစ်မနေလိုအပ်လာတယ်။ဂုံတိတ်ခါတွေကသာ အပေါ်ယံပုံပန်းတရံအတွင်ကြောင့်ဖြစ်လာနိုင်တဲ့ထင်မြင်ယူဆချက် ကောက်ချက်စသဖြင့်အန်ဒီရွေတွေကိုအပြည့်အဝကာကွယ်နိုင်တယ်။အတားအဆီးနေရန်တတိုင်းလိုအများအမြင်ကိုပိတ်ပင်ကာစီပေးနိုင်တယ်။ဒီအတွက်ကြောင့်လက်ဝယ်ရရှိထားတဲ့ဂုံတိတ်ခါအလိုက်တစ်ဖက်သားရဲ့ထင်မြင်ယူဆခွင့်ကိုထိမ့်ချုပ်ထားနိုင်မှုကြောင့်အတိုင်းအတာမတူညီတဲ့အရှိန်အဝါဩဇာမျိုး ကျင့်သုံးပိုင်ခွင့်ရသွားတယ်။အစပိုင်းမှာဘသူမဆူရိုက်ရောမှုပွင့်လင်းမှုယူတာမှုစင်းလဲမှုစတဲ့ကိုရီကိုသွေးတွေနဲ့အောင်မြင်မှုတရရရှိအောင်စ조사အထောက်ရတယ်။အကျိုးဆက်အနေနဲ့အဲ့ဒီအောင်မြင်မှုရဲ့အရှိန်အဝါအလိုက်ဂုံတိတ်ခါတရထူထောင်ရတယ်။ရေးချယ်လိုက်တဲ့ကိုရီကိုသွေးကိုထူထောင်ထားတဲ့ဂုံတိတ်ခါနဲ့ဖုံးဖိပြီးလူတွေရဲ့အမြင်ကိုပြောင်းလဲရတယ်။ ဲ့ဒါကိုပဲနာမည်ကျော်ကြားလူသိများအောင်ပြုလုပ်ခြင်းလို့ခေါ်တယ်။အခြေခံအုတ်မြစ်ဖြစ်တဲ့ဂုံတိတ်ခါကိုစနစ်တကျမတိဆောက်ထားနိုင်ရင်ဒါမှမဟုတ်ယင်းနေထားတဲ့အည်အသွေးကိုဖုံးအုပ်နိုင်တဲ့ဂုံတရက်မျိုးမဖြစ်ခဲ့ရင်စန့်ကျင်ဘက် အကျိုးဆက်အနေနဲ့တော်မီလိုနေရာအနှက်နေပယ်အနှက်မှာအဖက်ဆယ်မရအောင်နာမည်ပြက်ဘဝပြက်သွားနိုင်တယ်။ဒါကိုအထူးသတိချက်ပါ။အခြေကြကြ အကြောင်းရင်းခံကောင်းကောင်းနဲ့ဂုံတိတ်ခါဝိသေသကို ထူထောင်ထားနိုင်ရင်တော့တခါအောင်မြင်ပြီးရင်နကူကြိုးစားမှုလုံးလဝရိယလောက်အာထုတ်စရာမလိုတော့ပဲ သူ့အရှိန်နဲ့သူလောက်ပိုင်ခွင်းအာနာအရှိန်အဝါဩဇာတိတ်ကမတွေထိုးတက်သွားလိမ့်မယ်အဲ့ဒီလိုဩဇာတိတ်ကမတွေတိုးပွားလာတာနဲ့အမျှလူရှိန်သူရှိန်ဖြစ်လာပြီးလေးစားခံယူကျိုးခံကြောက်ရွံ့ခံအနေအထားတိပြောင်းလဲတိုးတက်သွားပါမယ် ဒီလိုအနေအထားရောက်တော့မှတကိုးရှင်ဖြစ်ပြီလို့ဆိုနိုင်တယ်ဒုတိယကဘာစစ်အတွင်းအာဖရိကမြောက်ပိုင်းဂန္ဓာရဒေသမှာစစ်ကြီးဖြစ်ပြီးတော့ဂျာမနီစစ်ဗိုလ်ချုပ်ကြီးအာဝင်ရမ်းမဲကိုမဟာမိတ်တပ်ပေါင်းစုအပါအဝင်ပြည်တိန်ထိတ်တန်စစ်ဗိုလ်ချုပ်တွေကအစကြောက်ရွံ့ကြတယ်ဘာလို့လဲဆိုတော့ရမ်းမဲစစ်တိုက်တဲ့ဤမဟာဗျူဟာတွေက ထိရောက်တယ်လို့အကျိုးဆက်ရလက်ကောင်းအမြဲထွက်လို့ပါရမ်းမဲရဲ့ပြည်ရဲ့ လှဲ့ကွက်ရှစ်ကွက်တွေကဘလို့မှလိုက်လို့မမီတော့အောင်စစ်ကစားတက်လွန်လို့လဲလေးစားခံယူကျိုးခံရတာပါတခါကဆိုရင်ရန်သူဖြစ်တဲ့မဟာမိတ်တွေဘက်ကတင့်က တိုက်အင်အားနဲ့ရမ်းမဲရဲ့တိုက်အင်အားကငါးချိုးတချိုးကွာနေခဲ့တာတောင်မှအဲ့ဒီတချိုးလောက်နဲ့စစ်ထိုးတာငါးချိုးလောက်အင်အားရှိတဲ့ဘက်ကတက်လှန့်ပြီးတက်ခေါက်သွားရတဲ့အထိဖြစ်ခဲ့ရတဲ့တမိုင်းတာရကရှိပါတယ်ဂုံတိတ်ခါကို အယိုးရှင်ဆုံးသောအည်သွေးတစ်ခုတည်းနဲ့အကောင်းဆုံးသော အနေအထားရောက်အောင်ထူထောင်ပါတခုတည်းသောအည်အသွေးကိုအတုံးကြအောင်ထူးကျွံပြောင်မောက်အောင်တူမတူထူးခဲ့အောင်မွေးမြူထားနိုင်ခဲ့ရင်မန္တရားအဆောင်လက်ဖွဲ့လိုပဲဘယ်သွားသွားဘယ်လာလာ လူယိုသေးရှင်ယိုသေးနေနိုင်လိမ့်မယ်အဋ္ဌိတကူမဋ္ဌိတကူရှိတာထက်ကို အစွမ်းထက်တဲ့တကူရှင်စင်စစ်ဖြစ်နိုင်လိမ့်မယ်ဂုံသိက္ခာဆိုတာ တတိကြီးစွာထားပြီးစူဆောင်းရတဲ့အဖိုးတန်ယတနာတွေလိုပဲလက်ဝယ်ထားပြီးအတုံးချဆင်းရင်နေရတဲ့ယတနာလိုမျိုးဂုံတိတ်ခါကိုအရင်ပြုပြီးရှင်သန်နေထိုင်ရတယ်ဆိုရင် မပြောက်မပြက်အောင် အထူးထိန်းသိမ်းစောင့်ကြဲ့ရတယ်အလားအလာရှိသမျှအန်တရွေတွေကို မဆိုင်မတွ၊ရင်ဆိုင်ဖြည့်ရှင်းနိုင်ဖို့ကြိုတင်ပြင်ဆင်ထားရတယ်ဂုံတိတ်ခါတခုထူထောင်ထားနိုင်လိုက်လို့အခြေကျပြီပဲဆိုပြီးမပေါ်စားလိုက်နဲ့ အဖက်ဖက်မှာဝင်းရံနေမဲ့ရန်သူတွေက အချိန်မရွေးအငိုက်ဖမ်းတာနဲ့ဝင်ဆွဲဖို့စောင့်နေကြတာကိုတတိချက်ပါဒါပေမဲ့အကြောင်းအမျိုးမျိုးကြောင့်မဖြစ်မနေခုခံကာကွယ်လာရရင်ဘယ်တော့မှဂုံတိတ်ခါအဖို့ဖတ်တွယ်နေတယ်လို့မျိုးမဖြစ်စေနဲ့တံပိုးထားပြီးအမျက်တနှိုးရှိဆုံးသောယတနာကိုမှတကူးသမ ्या တွေကလူကျင်ကြသလိုကိုယ့်အတွက်အခရာကျအရေးကြီးဆုံးဖြစ်မဲ့ဂုံတိတ်ခါကိုရန်သူတွေကပုံပြီးဖြက်စီးကျင်ကြလိမ့်မယ် ဂုံတိတ်ခါကို အရင်ပြူပြီးစစ်ဖြစ်ရန်ဖြစ်တဲ့နေရာမှာအကယ်လို့မိမိရဲ့ဂုံတိတ်ခါဝိတေသတွေက ရန်သူထက်နေပါနေခဲ့ရင် အဆုံးနေပါတယ်ဆိုလိုတာကဂုံကြီးရင် အရှုံးများမယ်ဂုံနေရင် အဆုံးနေပါတယ်ဂုံချင်းဂုံ ထိတ်တိုက်စုံတိုင်းဂုံကြီးသူအထိပူနာတယ်ဂုံကြီးသူကိုမှ သွားရှင်ရင်ဂုံသေးဂုံတိန်တွေကိုဦးတီပြီးအရင်တိုက်ခိုက်ပါဒါမှဂုံတိတ်ခါကြီးတွေရဲ့အောက်ခြေအုပ်ယိုးပြက်လို့တော်ဟုံတို့ ြိုလဲသွားလိမ့်မယ်။ဂုံသေးသူကိုတိုက်ဖို့လိုရင် အကြီးဆုံးသောဂုံသိခါကိုအရင်ဆုံးရင်ဆိုင်ဖြည့်ရှင်းပါ။အညွန့်ကျိုးလိုပြတ်သုံးလိမ့်မယ်။ဘယ်လိုသောစစ်ဖြစ်ပါစေနိပရိယေမပါဘဲတိုက်ခိုက်ဖို့ခုခံဖို့ဘယ်တော့မှ မလုံမိစေနဲ့။နိပရိယေနိမဟာပြူဟာချမှတ်ပြီးရင်ဆိုင်လက်တန်သော ရန်သူရဲ့အချက်အချာကိုတေချာစွာတေးမှတ်ပြီးမှလူရာကိုဖြစ်အောင်ကြိုးစားပါ။ နီးပြူဟာကြမဟုတ်ပဲလက်ရိုးကြီးရန်ထိုးလိုကတော့ရန်လိုက်သည်။ထိုးကွက်တွေက ကိုကိုကိုပဲပတ်မိပြီးဟတ်တက်ကြီးခွဲသွားလိမ့်မယ်။လေပင်ကြိုးခွင်းမစွမိပါစေနဲ့။ပိုင်မချိုင်ပါ။တိုက်ခိုက်မှုကိုလိုတာထက်မပိုစေနဲ့။လက်တုပ်ပြန်စိတ်နဲ့ဂလက်စားခြေစိတ်ကိုရှေ့ထားမိရင်မလိုပဲလွန်မိမယ်။လွန်မိရင်ကျွန်သွားတာနဲ့ဘလို့မှနောက်ပြန်ဆုတ်လို့မရတော့ပဲဘဝဆုံးဆုံးမြုပ်လိမ့်မယ်။ကိုယ့်ရဲ့ဂုံတိတ်ခါတွေက အောက်သက်ကြီးအောက်ခြေခိုင်ခန့်နေသည်၍ရန်သူရဲ့ဂုံတိတ်ခါကိုခိုင်မာတဲ့နေပြူဟာနဲ့ဖဲ့ချွေပါ ရန်သူရဲ့ဂုံတိတ်ခါထိပါတဲ့အလျောက်ကို့ဂုံတိတ်ခါကြီးမားလာရင်တက်ရောက်မှုကောင်းနေပါတယ်ရေးချင်းကြီးနေပါစေအရှင်ယုံနဲ့စီးသမျှစင်းသမျှဘယ်အရာမှ မတည်ငြိမ်ပါဂုံတိတ်ခါကြော်ကြားမှုလည်းထိုနည်း၎င်းပါပဲတဖြည်းဖြည်းချင်းစူဆောင်းပါအစုလိုက်အပြုံလိုက်တိုးပွားတိုင်းကောင်းတာမဟုတ်ပါမလိုအပ်ပဲလက်သေးမထုတ်ပြနဲ့ မလိုအပ်ပဲမမဖီနဲ့လိုရင်လိုပါစေမပူပါစေနဲ့ခြင်သိကြီးအတွက်ကြွက်ငယ်ကကစားစရာထက်မပူတယ်လို့ကို့အတွက်အကျိုးမရှိအကျိုးမဖြစ်နိုင်တဲ့အရာလောက်နဲ့လက်သေးမထုံမမဖီပါနဲ့တချို့သောတိုက်ခိုက်မှုတွေကတောင်ကြီးကိုဂဲပေါက်တလောက်တောင် အဖြစ်မရှိလို့နေမြဲတိုင်းနေသိရင်နေနေလိုက်ပါငိမ့်နေတာကမှ ကောင်းပါသေးတယ်